ဒီတစ်ပတ်အင်စင်ဝင်စားတဲ့ K news တင် Blackpink Jin ရဲ့ Relevant Bikini Photo Hot Reaction Jin ရဲ့ Bikini Photo တွေဟာ Hot Reaction တခုဖြစ်လာပြီပေါ့เนาะ Jin ကဆိုရင် Iconic Music Festival အတွက်သူမရဲ့အရှိန်တခုအနေနဲ့ကိုရှလာဒိုင်အရီဆိုပြီးတော့ပုံအစ်စ်တွေတင်ပေးခဲ့ပေါ့နော်ဟွာအဲ့ဒီပုံတွေထဲမှာဆိုရင်ဘီကီနီဝတ်ထားတဲ့ပုံတွေရောပါနေရပေါ့နော် is ပါဝင်ရင်အင်တာနက်တခွင်မှာဟော့ဖြစ်သွားခဲ့ပေါ့နော်ဟော့ခဲလေးဘာပြောချင်လဲဆိုတော့ body ratio ကတော့အမိုက်စားပဲပေါ့နော်အာနောက်တစ်ခုအနေနဲ့ကကျတော့ lisa featuring in the trees or the melon fight ပေါ့နော်အာ lisa ပါဝင်ပေးထားတဲ့ melon fight ရဲ့သရှင်ထွက်ထားပါနော်နားထောင်ဝိသားရလာတော့မသိပေမဲ့ e ရတော့နားထောင်နေရပဲပေါ့နော်သရှင်နေရရှစ်စရာလေး mv မကြည့်ဘူးဆိုရင်ပေါ့နော် mv ကြည့်ရင်ကျတော့ fighting can လေးနဲ့ပို့ပြီးတော့ရှစ်စရာကောင်းတယ်ပေါ့နော်နားထောင်ကြည့်ရသေးဘူးဆိုရင်တော့နားထောင်ကြည့်လိုက်ကြပါဦးလို့ နောက်တစ်ခုကတော့ Besan Awar ပွဲပေါ့နော် Besan Awar ပွဲအကိုရီးယားရဲ့အကြီးကျယ်ဆုံးသောနဲ့နာမည်ကုန်သက်ခအရှိဆုံးသောစုပွဲပွဲတစ်ခုဖြစ်တယ်ပေါ့နော် May 2မှာတော့ Popularity Award Winner ကိုကြေညာခဲ့ပေါ့နော် Lovely Winner ဖြစ်သွားပါတယ် Lovely Runner ဖြစ်သွားပါတယ် ပြောင်းလဲဆိုတာဆိုရင်2.4 million order there 3.7 million ပုံကိုရရှိထားပြီးတော့ King He Yun ကတော့7.8 million order there 18. 4 million ပုံကိုရရှိခဲ့ပေါ့နော်။ Mm lovely runner ကတော့အမိုက်စားပဲဆိုတော့ထိုက်တန်တယ်ပေါ့နော်။ရတဲ့နေပေါ့နော်။နောက်တစ်ခုအနေနဲ့ကတော့ RN နဲ့ AB Hydro Tableau တို့ရဲ့ Astro the Rain ဆိုတဲ့ရှင်နေပေါ့နော်။ဘာလဲဆိုတော့ဒီရှင်နေမှာ27 club ဆိုတဲ့စာသားလေးပေါ့နော်။27 club ဆိုတဲ့အတိုင်း club တစ်ခုလို့ထင်နေမယ်ဆိုရင်တော့မှားသွားလိမ့်မယ်ပေါ့နော်။ဘာလဲဆိုတော့သူက27 club ကဘယ်ကနေစဖြစ်လာလဲဆိုရင် American musician တယောက်ဖြစ်တဲ့ Cobb Cobain လို့ခေါ်တဲ့လူက suicide လုပ်သွားခဲ့တာတန်28နှစ်မှာပေါ့နော်အဲ့ဒါပြီးတော့နာမည်ကြီးတော်တော်များများ အာခါလဲအမ်ပြီးတော့ကိုဒီယာ point group ဖြစ်တဲ့ shiny အဖွဲ့ဝင်ဂျွန်ဟွန်အားဆိုရင်လည်းအသက်28နှစ်မှာဆုံးသွားခဲ့တယ်အားကြောင့်27 club ဆိုတာက suicide လုပ်ဖြစ်ကြတဲ့အသက်အဖွဲ့ဝင်တွေကိုညွှန်ဆိုထားပါတော့အားဆိုရတဲ့ချင်းထဲမှာ I was confused that I was just needed for the 27 club ဆိုပြီးတော့ပြောထားရပါတော့ but he can through so I congratulate ပါတော့နောက်ဆုံးအနေနဲ့ဤဖြစ်တဲ့ EG ဖြစ်တဲ့ drama ကတော့ဂျပန်ကားပါတော့ ခန်နီပဲဆိုရဲကားပါဟီချီရဲလို့ပဲပြောရအောင်เนาะကြောက်တက်တဲ့လူတွေတော့မကြည့်နဲ့ပေါ့เนาะဆက်သူသားစားတဲ့ကားပေါ့เนาะယာသားတွေကလည်းမယိုးသွားဘူးကိုတိုခရုကလည်းတကယ်ပဲလူသားစားလာမရှင်းမရှင်းနဲ့ပေါ့เนาะတကယ်လူသားစားတဲ့လူတယောက်တော့ရှိရဲပေါ့เนาะဒါမဲ့လုံးဝကိုအာတေချာရှင်းရှင်းလင်းလင်းပြထားအောင်ပေါ့နော်နောက်ဆုံးဘလို့နေနေမင်းသားတော့ဖမ်းမိသွားမှာပဲလို့ဤထင်တာပေါ့နော်ဘယ်ကလာမင်းသားကလည်းအဲလိုကောင်းချင်းနဲ့အသက်ခံလာရပေါ့နော် အဲ့လိုတက်လိုက်ရင်းနဲ့ပေါ့ S2 ကလည်းထွက်ထားပြီးမဲမြန်မာလိုကလည်းမရှိအင်္ဂလိပ်လိုလည်းရှာမတွေ့နဲ့အတိုင်းပတ်နေရပေါ့နော်ကြည်ကျင်နဲ့ကြည်ကြမကြည်ကျင်နဲ့မနေမကြည်နဲ့ပေါ့နော်နည်းနည်းကြောက်ဖို့ကောင်းလဲဆိုပေမဲ့တရားကြီးတော့ကြောက်ဖို့မကောင်းပါဘူးလို့ bye bye